نحمده ونصلي ونسلم على رسوله النبي الكريم أما بعد فأعوذ بالله من الشيطان الرجيم وأقيموا الصلاة وآتوا الزكاة واركعوا مع الراكعين صدق الله العظيم جنرو عالم تيجار اسلام تعدنا روية من دائن جي ناغو شك اري ناغو تهما زكاة حالة تقوء پاؤن شكرا

توحا. تو زکا. زکا حق. حق بارو. 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 پی رح سو را ہاؤ تم آر لو سوہی ہاں یہ چیز ہے جی زکات کا ဒီကနေ့ဇကာတ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုပေါ်ဆမှုတွေတွေ့နေတချို့နေရာတွေမှာဆိုဘာလို့လဲတုံကင်ပေးထားလိုက်တယ်အဲ့ဒီတုံကင်နဲ့လည်းယူလိုက်ဆိုတော့မိတ်ဆွေတွေကျွန်တော်ကိုပြောပြကြတယ်အဲ့ဒီတုံကင်နဲ့ဇကာတ်တာယူကြတဲ့လူတွေထဲမှာဒီလိုလူတွေလည်းရှိတယ်အိမ်မှာရွှေတစ်ကြက်တာနှစ်ကြက်တာပိုင်။အိုစင်ကြီးဘုံတွေဘာတွေမှာမိဘွက်တွေဘာတွေဝယ်ထားတယ်။ဒိတ်900 600 900ဒါပေမဲ့သူကတူတူပြောတာဘာလဲသူဆင်းရတာသူစကားစားလို့ရတယ် ုံကယူပြီးဒီမှာဇကာတ်တက်ယူအဲ့ဒီလူကိုဇကာတ်ထက်ကနေသွားပြီးတော့တပီလိုက်တဲ့ကကျတော့မစူးစမ်းမစင်ကျင်ပဲနဲ့မစစ်ဆေးပဲနဲ့ဆိုရင်ဇကာတ်ပြေးဆောင်တဲ့လူဟာဇကာတ်တောင်းတော့မကြည့်တော့ဒီတုံကင်နဲ့ပြေးတဲ့စနစ်ကအဆင်မပြေဘာလို့လဲကိုတို့ဘာမှမပြေးဘူးလေသူတုံကင်ယူပြီးတော့ကိုရှင်းမလာရလာနဲ့ကိုပြေးလိုက်ပြီဆိုရင်ဒါကတောင်းအောင်မကြည့်ဘူးဟာကိုကသူ့ကိုစစ်တယ်သူကဇကာတ်တကယ်စားထိုက်တဲ့လူဖြစ်တယ်လားမဖြစ်ဘူးလားဟုတ်လို့အသေးစိတ်ကြီးတခါတည်းထက်ထဲဝင်ကြီးလည်းမင်းနေပြန်မလို့နည်းနည်းပပတော့ကိုဆေးရမှာ ရွှေဘလောက်ရှိလဲပတ်စံဘလောက်ရှိလဲဟိုမြေခွက်တွေဘာတွေဝယ်ထားတာတွေရှိလားအဲ့ဒီမြေခွက်ဝယ်ထားတာဘာတော့လဲနေကြမရှိလို့အိမ်ဆော့ဖို့ဝယ်ထားတာလားအိမ်ဆော့ဖို့ဝယ်ထားလို့ဆိုရင်တော့ကိစ္စမရှိဘူးအဲ့ဒါအခြေခံလိုအပ်ချက်ပုံအแทကိုဝင်တယ်အဲ့ဒါအဲ့တော့သူဆိုရင်လည်းဆောင်းမဖြစ်ပါဘူးအဲ့ဒီမြေခွက်ကြောင့်ဟုတ်လားနေဆောင်းဖြစ်မဖြစ်တော့ဘူးအဲ့ဒီမြေခွက်ကြောင့်အဲ့တော့မြေခွက်ပိုင်တယ်ဆိုရင် ်ဘာတော့ဝယ်ထားတာလဲအဲ့ဒီမိဘကိုမဟုတ်ဘူးကျွန်တော်အခုအိမ်ငှားပြီးနေနေရတယ်အဲ့ဒီမှာအိမ်ဆောက်ပြီးနေဖို့တော့ဝယ်ထားတယ်ဆိုတော့သူရဲ့အခြေခံလိုအပ်ချက်ပေါင်းထဲကိုသူ့ဆိုရင်သူစကားပြီးလို့ရအကယ်အဲ့လိုမဟုတ်ဘူးမိဘဝယ်ထားတဲ့ဒီတိုင်းမှာဝယ်ထားတာကျွန်တော်ဒီမှာပတ်စံနေရှိနေလို့ဒါမှမဟုတ်ရင်လည်းအငှားချမယ်အဲ့ဒီမှာဒါမှမဟုတ်ရင်လည်းဟာလာကျွန်တော်မှနေစရာအိမ်တော့ရှိနေတယ်သူကိုယ်ပိုင်အိမ်နဲ့သူနေတယ်ဒါပေမဲ့မိဘတော်ကလည်းသူဝယ်ထားတယ်ဒီတိုင်းထားတာဆိုရင်သူ့ကိုသွားပြီးစကားပြေလို့မရတော့ဘူးအဲ့လိုမျိုးပဲလူကြောက်စီမှရှေ့တစ်ချက်သားပဲရှိတယ် سوئجت آیس آ بات رجت آئی نسوب گا سوئ نسوب گا ناجت آج مگر میں نجت آئے سی دجت آویسی ارا جاؤں گا نصوب شے مفیبو ارا شریعت تیار ہوجو مفیبو سائن شے مفیبو نصواب شے مفیز زکا سال یار مس الام ل ရှေရဲ့နေစာကရှေရဲ့စံချိန်စံညုံးကရှရိယတရားတော်မှာ၅ချက်၃ပဲ၄ယူဆိုတာကဘရော့လဲဆိုတော့ရှေအပြင်ဇကာပစ္စည်းတွေထဲကတခြားဘာတစ်ခုကိုမှမပိုင်ဘူးဆိုမှရှေရဲ့နေစာကဘာဖြစ်တာလဲ၅ချက်၃ပဲ၄ယူဖြစ်တယ်ဘောပေါ့လို့အဥမာနေနဲ့လူကြောက်ကရှေတစ်ချက်သားပိုင်တယ်နောက်တစ်ဖက်ကနေသူ့မှာပတ်စံတွေလည်းရှိနေတယ်ပတ်စံတွေလည်းရှိနေတယ်အဲ့ဒါတထောင်ပဲဖြစ်ဖြစ်နှစ်ထောင်ပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်တသိန်းပဲဖြစ်ဖြစ် ဆိုရင်အဲ့ဒီခါကျရင် तू ဆွာဟေဘင်နဲ့ဆွာဖေဘူတော့က၅ချက်၃ပဲ၄ယူကိုသွားစရာမလိုတော့သွားလို့လည်းမရတော့အဲ့ဒီခါကျရင်ဘယ်ကိုသွားရမလဲငွေထယ်ရဲ့နေဆွာကိုသွားရမလားဆဲလ်ဗာရဲ့နေဆွာကိုသွားရမလားနေဆွာကနခုတမတ်ထားတဲ့ရှရီယတ်တရားတော်မှာတစ်ခုကရွှေရဲ့နေဆွာရွှေ၅ချက်၃ပဲ၄ယူနောက်တစ်ခုကဆဲလ်ဗာကျွန်တော်တို့လက်စွပ်တွေပါတယ်လှုပ်တဲ့ငွေပတ်စံပြောတာမဟုတ်ဘူးငွေငွေပေါ်ငွေထယ်ငွေထယ်ရဲ့နေဆွာကတခါတခါတစ်ခုတည်တယ်36ချက်ခွဲတာ လက်စွပ်ပဲလောက်တဲ့ငွေလေအဲဒီငွေ36ကျပ်ခွဲတာရွှေကကျတော့9ကျပ်3ပဲ၄ရွေဆိုတော့ရွှေနဲ့ငွေရဲ့တန်ဖိုးကတမန်တော်မကြီးဆလ္လာလဟ်အလัยဟိဝဆလမ်နဲ့ဆဟာဘီတွေရဲ့ခဲမှာတိတ်ပြီးတော့မကွာဟာနင်းနီးဆဆရှိဒါပေမဲ့နောက်ပိုင်းတဖီးဖီးတဖီးဖီးတဖီးဖီးနဲ့တအားဟတော့ရွှေရဲ့ဇင်းလုံးကတတ်သွားတာတအားကြီးတအားကြီးတတ်သွားတော့ငွေနဲ့တအားကွာဟတော့ရွှေ ငါးချက်၃ပဲလင်းရွေးနဲ့ငွေထဲ36ချက်ခွဲသားရဲ့တံပိုးကတမန်တော်နဲ့ဆောင်ပီရဲ့ခဲမှာအလောက်မကွာဘူး။ဒါပေမဲ့ဒီခဏခဲမှာအများကြီးကွာသွားတယ်။အခုရွှေငါးချက်သားဆိုရင်ဘယ်လောက်ပြန်ရွှေတစ်ချက်သားကို62သိန်းငါးချက်သားဆိုရင်ငါးချက်သားဆိုရင်သိန်း300တော်အောင်ငါးချက်သားဆိုရင်300တော်တော်ငွေထဲရဲ့နေစွားကိုကျွန်တော်တို့ကြီးတဲ့အခါကျလို့ရှိရင်36ချက်ခွဲသားရဲ့ကာလပေါက်စီဟာလာအခုဒီမှာ2025မတ်ချ်လမှာအိုလိုမာကတော့ပြီးတော့ထုတ်ထားပြီးတယ် ဟာ28တိန်300တောင်းပဲရှိတယ်ဟိုမှာဘယ်လောက်လဲတိန်300ကျုံတိန်300ကျုံငွေထဲနေစောကဒီမှာဘယ်လောက်ပဲရှိတယ်28တိန်300တောင်းပဲရှိတယ်ဆိုတော့ရွှေထဲရဲ့နေစောတိန်300ကျော်ဆိုတာကဒါဘရော့လဲဆိုတော့လူတယောက်ကရွှေတစ်ခုပဲပန်တယ်နောက်တခြားပန်ကမပန်ဘူးဆိုမှဇကာပစ္စည်းတွေထဲကငွေဆက်ကူလည်းမပန်ဘူးရောင်းကုန်ပစ္စည်းလည်းမပန်ဘူးဟုတ်လားအဲ့ဒီတော့မှ တိန်300ကျော်ကိုသူကသွားဒါပေမဲ့လူတယောက်ကဒီကနေ့ခင်မှာရွှေတစ်ခုတည်းပဲပိုင်တယ်ပတ်စံတရာလဲတထောင်လဲငွေပူငွေလျံမပိုင်ဘူးဆိုတာဒါဘလို့မှမဖြစ်နိုင်တဲ့ကိစ္စအဲ့တော့ဒီခင်မှာကသာသနာပညာရှင်တွေကပြောတာကရွှေပဲရှိတယ်ဆိုရင်လဲ28တိန်300တောင်းဘူးလို့ရှိတယ်ငွေထဲရဲ့နေဆော့ပ်နဲ့အညီလောက်ရှိတယ်ဆိုရင်သူပါဖြစ်ပြီးဆော့ဟေဘနေဆော့ဖြစ်တော့ပြီသူဇကာစာလို့မရဘူးဘာလို့လဲ तू ရွှေမအပပတ်စံတပြားမှ အပူအပြံမပိုင်ဘူးဆိုတော့ဒါဘယ်လိုမှမဖြစ်နိုင်ဘူးတရာလောက်တော့သူပိုင်နေပိုင်မှာတထောင်လောက်တော့သူပိုင်မှာဒါဘယ်လိုမှမဖြစ်နိုင်ဘူးသူကြောစပတ်စံမရှိဘူးဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဆိုတော့ငွေထည့်ရဲ့နေစောဥမာနေစောကိုထုတ်ပြန်ပြီးတဲ့အခါကျက်လို့ရှိရင်တခုပဲရည်တာ29တိန်300တော့အခုနာက300ကျော်ပါမလို့ထားဘူးမကြီးရွှေရဲ့နေစောကမကြီးထားပြီတော့ဘာလို့ဒီခေတ်မှာဖြစ်ကုန်မဖြစ်နိုင်လဲလူပြောကရွှေတစ်ခုပဲပန်တယ်ပတ်စံတစ်ပြားမှသူမပန်အောင်ဆိုတော့ဒါဘယ်လိုမှ မဖြစ်နိုင်ဆိုတော့လူပြောစီမှာ28သိန်း3တောင်ဒါဒီနှစ်မတ်လရဲ့ပေါက်စီရပြောတော့နော်ငွေကြီးကလည်းသူလည်းအမြဲတမ်းပြောင်းနေတယ်ငွေထည့်ဈေးက silver ဈေးကဆိုတော့28သိန်းဝန်းကျင်ပေါ့28သိန်း3တောင်လို့ကြီးတယ်ဆိုတော့28သိန်း3တောင်ခံများလောက်ရွှေပိုင်နေဆိုရင်လည်းသူဘာလို့လုပ်မရတော့ဘူးဇကာစာလို့မရတော့ဘူးဒီခက်ဆိုတော့ရွှေတကြက်သားဆိုရင်သိန်း60ကျော်သိန်း60ကျော်သူပိုင်နေပြီနှစ်ဆတော့ဖြစ်နေပြီနှစ်ဆတော့ ဆိုတော့သူဘယ်လိုဇကာစာလဲဆိုတော့ဇကာပေးဆောင်တဲ့နေရာမှာကျွန်တော်တို့သတိထားလူတယောက်ကသူဇကာပေးဖို့အတွက်တာဝန်မထိုက်သေးဘူးသူကဇကာပေးဆောင်ဖို့အတွက်တာဝန်မရှိဘူးဆိုပေမဲ့လည်းသူဇကာစားလို့ရချင်မှရဇကာပေးရမယ့်တာဝန်မရှိသေးဘူးဆိုပြီးတခါတည်းသွားပြီးတော့သူ့ကိုဇကာပေးလိုက်လို့ဇကာပေးရမယ့်တာဝန်မရှိတာတော့မှန်တယ်ဒါပေမဲ့ဇကာစားထိုက်တဲ့လူဖြစ်ချင်မှဖြစ်မယ်တို့တော်စမြတ်

تات لی گا جا مکو نما ویب چیز دولان پھر بےپر می سکو موسی چلو بھائی دفعہ لوگ اِس کا بہ اوسا پیسی لی میو موسی سو میٹھے جہاں گیسی نا بھیرو نا رکھو والے ဟမ်ငွေဆက်ကူတယ်ဒီလေးခုမှာပဲဇကာတ်ကရှိတယ်ဆိုတော့အဲ့ဒီပယံကိုပြန်ဖွင့်တော့ကျွန်တော်တမီးကနားထောင်နေရင်လည်းပြောတယ်အပါပြောတော့လေးခုပဲရှိတယ်လို့ပြောတယ်ကြောင်းကတမီးတို့ဟိုတင်တဲ့စာအုပ်ထဲမှာမကတပ်ပြစာအုပ်ထဲမှာကဗာရေးထားလဲ၅မျိုးဆိုပြီးတော့ရေးထားတယ်အေးနောက်တမီးကဗာလဲဆိုတော့ကျွန်တော်တမီးဗာပြောလဲဆိုတော့နောက်တမီးကဗာလဲဆိုတော့လေလေယာထောပစ္စည်းကောက်ပဲတင်တယ်ကြောင်းကစာအုပ်လည်းမမအောင်ကျွန်တော်လည်းမမအောင်အမှန်ကကြောင်းကစာအုပ်က तू ကဟိုအရင်မူလတိုင်း तू ရေးထားတယ် چنو پورا لے گئے جکا سیری سور گا دن گائیا کو نائنگام لیات سیری مکاتی سیری ہے جکاتے اشرے بھی ار گلو لے رہے گا سیری لے سور اسلم نائن سر لے اسلم نائنگ سیر لے این اری ای نائن گائگ موسلیم یہ اچھو موقع مکھے دیگنی چینی ار موسلیم یہ اچھو موقع تھے گانا نہیں موسلیم ہو رہے لوگ اچھو موق အောက်ထဲကိုရောက်သွားတဲ့နိုင်ငံဥပမာအိန္ဒိယလိုနိုင်ငံမျိုးဆိုရင်အဲ့ဒီမှာလည်းတော့ပဲတည်နေတဲ့ဇကာတ်မျိုးရှိဘူးကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်တော့ဘယ်တော့မှမွတ်စလင်တွေအုပ်ချုပ်မှုအောက်ထဲမှာမရှိခဲ့တဲ့တော့ဒီကလယ်တွေကထွက်တဲ့တော့ပဲတည်နေတဲ့မှာဇကာတ်မျိုးရှိဘူးအုပ်ရယ်မရှိအဲ့ဒါကြောင့်ကျွန်တော်ကထည့်မယ်ပြောတာအဲ့ဒါကိုသူကထောက်အပါပြောတော့၄မျိုးပဲလို့မဆောင်းတယ်မပါရနာဆိုတော့ဇကာတ်ကစုစုပေါင်းဘယ်နှမျိုးပါပဲရှိလဲ၄မျိုးပါပဲရှိဥစ္စာပစ္စည်း ဥမာလူတယောက်မှာပလက်တီနမ်နဲ့လှုပ်ထားတဲ့လက်ဝတ်လက်စားရှိအဲဒီမှာဇကာတ်မရှိဘလို့ဇကာတ်ရဲ့ပစ္စည်း၄မျိုးရဲ့စင်းထဲမှာပလက်တီနမ်မပါဘူးလွယ်လွယ်လေးပဲဘာမှမခောက်ဘူးဇကာတ်ထောရတဲ့ပေါ့ဇကာတ်ကိုမတောင်းအောင်ရှိသလားမရှိဘူးလားကိုလေဆောပိုင်အောင်ပြီးတော့မပိုင်ဘူးဒီ၄မျိုးမှတ်ထားလိုက်ဥမာလူတယောက်ဒီမှာစိန်ရှိတယ်တောင်းအောင်လည်းတခြားကြောက်တဲ့ဗရမေအမှုစားတွေထဲကတခုခုရှိတယ်တိန်ထောင်ချီတိန်ချီပြီးတော့တန်တယ်ဆိုရင်လည်းအဲဒီမှာ ဇကာတ်ပြုအကေအရာဟာသူဒီမှာရောင်းဖို့အတွက်ဝယ်ထားတဲ့ဟာမဖြစ်ဘူးဆိုအကေသူဒီစိန်ကိုပြန်ရောင်းမှုတော့ဝယ်ထားတယ်ဆိုရင်တော့ဟိုတတိယမြောက် list ထဲကိုဝင်သွားမှာရောင်းကုန်ပစ္စည်းတွေရဲ့ list ထဲကိုဒီတက်သူအိမ်မှာပဲထားဖို့အတွက်လူတွေလာတဲ့ခါကျလို့ချင်းကြွားဖို့တော့ဘာလို့ထားရလဲဆိုထားတယ်သူတစ်ချီတစ်သေးကြီးတွေရှိတာတချို့တစ်သေးကြီးတွေဟိုမှာဆေးရည်ဆရာမောင်တာချို့ပြောတာဟာလားတခေါက်တစ်သေးကြီးတယောက်ရဲ့အိမ်ကိုရောက်သွားရောက်သွားတဲ့ခါကျတော့ အဲ့ဒီမှာသူနိုင်တလုံးတွေ့တော့အာနိုင်တော်လှရဆိုပြီးတော့ကောက်ကြည့်လိုက်ဟောသူတထေးရတွေ့ပါတော့မီးတယ်ဘာလို့ကန်ကြည့်တယ်ဆိုတော့မွန်တာချိုကပြောတယ်အနိုင်တော်လှတော့တတော်တမိုးကြည့်မဲ့နိုင်လို့ထင်လို့ဘလောက်တန်နဲ့ထင်လဲမွန်တာချိုကပြောတယ်တိ90လောက်တန်မှာပေါ့ဟောပြောတယ်မဟုတ်ဘူးတိ900တန်အဲ့ဒီတော့မှဘောကြီးမှသူများတွေတည်နိုင်ဘလောက်တန်မှာသူတို့အဲ့ဒီအဲ့ဒီဟာတွေသူတို့တတိထားတထေးတကြွယ်ကြီးတွေဒီနိုင်ရို့နောက်တစ်ခုကပါလဲဖောင်တိတ်ကလောင် တော့နိုင်ဘလောက်တန်လဲဆိုတော့တိန်900တန်နိုင်တိန်900အဲ့ဒီနိုင်မဇကာချင်းမလားအဲ့ဒီနိုင်ရအကယ်၍ရွှေအစ်စ်နဲ့လှုပ်ထားတယ်ဆိုရင်တော့အဲ့ဒါရွှေထယ်တွေရဲ့ list တွေကိုဝင်သွားမယ်အဲ့ဒီမှာဇကာချင်းမှာအကယ်ရွှေအစ်စ်နဲ့မဟုတ်ဘူးအိုမတခြားပလက်တီနမ်လို့စိန်လို့ဘာလို့ညာလို့နဲ့လောက်ထားတယ်။နောက်သူဝတ်ဖို့တော့ပဲသူဝယ်ထားတာပြန်ရောင်းမှုမဟုတ်ဘူးဆိုအဲဒီမှာဇကာတူရှိတိတ်900တခါဖောင်တိန်တစ်ထောင်တွေ့တယ်လေအဲဒီမှာအဲဒီတထေးကြီးရဲ့အဲ့မှာ ကလောင်ဟိုဘောပင်ပေါ့သူတို့သူတို့လက်မလက်ထိုးခိုင်းသူတို့လက်မထိုးပြီးတော့အဲ့ဒီဘောပင်ကြီးထုတ်ပြီးတော့စိုက်အပြည့်နေပေါ့အဲ့တော့ဘောပင်တလက်တွေ့တော့မီးတဲ့ခါကျတော့ဒါကဘလောက်တန်တယ်ထင်လဲဆိုတော့ဟိုတာချွဲပြီးတော့ကျွန်တော်လည်းကျွန်တော်တပည့်တယောက်လက်ဆောင်ပြီးရတယ်တသိန်းခွဲလားနှစ်သိန်းလားတလောက်ပဲရှိမှာမဟုတ်ဘူးလေဒီကောင်တိန်အစိတ်တန်တယ်ဘောပင်တစ်ချောင်းဒီဖောင်တိတ်ဘလောက်တန်လဲတိန်အစိတ်တန်တယ် ဒါတွေကဘုံမှာတုံးမှုလေလက်မှတ်တွေပဲထိုးတဲ့နေရာဖွဲ့စည်းတွေပါတယ်နဲ့အစည်းအဝေးတွေပါတယ်ဖြင့် meeting တွေပါတယ်ဖြင့်တော့လူတွေလည်းတွင်ဟာဘလူပဲဝါကြီးပေါ့လက်မှတ်လာဆုံးငန်းထိုးဖို့တော့ဆိုတော့တို့တော့ဒါတွေတော့သတိထားနိုင်ယူလေ fountain ဆိုတော့ဘယ်လိုဒီမှာဟာတာလေးပေါ့သူလောက်ထားတာမွန်တာဂျူကဒီ fountain နဲ့အခုဒီ fountain နဲ့အခုမကြခင်ကွဲတွေတားရမယ်အဲ့ဒီမှာလက်မှတ်ထိုးရမယ်ဆိုတော့ဘာဘယ်ကိစ္စမှာလက်မှတ်ထိုးရမှာလဲဆိုတော့တစ်တော်မပြုံပြေးမှာ လက်မှတ်ထိုးတော့သူတော်စင်များအဲ့တော့ဒီနိုင်ကြီးတွေနောက်ပါတယ်ဖောင်တိန်တွေဒီလေးမျိုးထဲမှာမပါဘူးဆိုရင်အဲ့ဒီမှာစကားမရှိဘူးရှရီယတ်ကလူအများရဲ့ထာမှာတွင်တွင်ကြဲကြဲရှိတဲ့ဥစ္စာပစ္စည်းတွေမှာပဲပါအောင်ထားရတယ်ဇကာတက်တောင်ဝန်ကိုထားရဒီစိန်တို့ဘာလို့ညာတော့ကျွန်တော်အသက်36 30 38ရှိပြီကျွန်တော်တခါမှစိန်အစစ်ကိုမမြင်ဘူးဖြစ် စိန်အစ်စ်ကျွန်တော်မမြင်ဘူးလေဆိုတော့ဒါတွေကလူတွေဒီမှာတွတ်တွင်ကြဲကြဲရှိတဲ့ဥစ္စာပစ္စည်းတွေထဲကမဟုတ်ဆိုတော့ဒီ၄မျိုးဒီ၄မျိုးကိုမှသာတစ်ခုကပါလေရွှေနောက်တစ်ခုကပါလေငွေထက်နောက်တစ်ခုကရောင်းကုန်ပစ္စည်းနောက်တစ်ခုကကြတော့ငွေဆက်ဒီ၄ခုဒီ၄ခုတည်းကတစ်မျိုးမျိုးကိုဖြစ်စေသို့မဟုတ်နှစ်မျိုးကိုဖြစ်စေသို့မဟုတ်၄မျိုးလုံးကိုဖြစ်စေသို့မဟုတ်၃မျိုးကိုဖြစ်စေလူတစ်ယောက်က28သိန်း

ဟုတ်လားသူចောင်းနာဘောပေါ့ចောင်းနာတယောက်ចောင်းတက်တယ်မိဘပစံ၃တယ်ចောင်းတက်တယ်ပြီးတော့ចောင်းပြီးွားတယ်တက္ကရုတွေပဲပြီးွားတယ်အခုဒီသူ့မှာအလုံးမရှိဘူးနောက်သူတက္ကရုပြီးတော့နည်းနည်း၃နှစ်နေတော့အလုံးတစ်ခုရသွားတယ်တန်နေရမှာတော်တော်လာစားကောင်းတဲ့အလုံးတစ်ခုကိုရတယ်အခုထိတော့သူစွာဟိပဲနေစော မဖြစ်သေးဘူးသူအလုံးဝင်လိုက်တယ်အလုံးဝင်ပြီးတော့သူအလုံးလုံးတလာပြီးတဲ့အခါကျတော့သူ့ကိုအလုံးရှင်ကလာစားထုတ်ပြီးတယ်လာစားဘယ်လောက်လဲ30 တိန်30ဆိုတော့နစ်ဆော့ကွန်ပီလမ်းမမီဘူးလားဦး2025ပေါက်သေးရဆိုနစ်ဆော့ကွန်ပီ29တိန်ဝန်းကျင်ပဲရှိတယ်နစ်ဆော့က2025ဟုတ်လားဆိုတော့တိန်30သူပိုင်နေဆိုရင် तू အဲ့ဒီဈာဈာထုတ်လာတဲ့နေ့ကို तू ချက်ချင်းမှတ်တော့အာရဘီပြက်ကြရင်ရအစ္စလမ်ပြက်ကြရင်ရမောရမ်ဇာလာဘယ်နေနေဆိုဘယ်နေနေမူဟာရမ်လာဘယ်နေနေဆိုဘယ်နေနေဆော့ဖာလာဘယ်နေနေဆိုအဲ့ဒီနေ့ကို तू ချက်ချင်းမှတ်စောင်းထဲမှာမဟုတ်ဘူးဆိုရင်ခေါင်းထဲမှာမှတ်အဲ့ဒီဈာဈာထုတ်လာတဲ့နေ့အဲ့ဒီနေ့မှ तू ဟာဘာဖြစ်တော်ပြီဒကြွယ်ဖြစ်တော်ပြီ شریعت تیار ہویا لوری ہے وہ ہر آیا کچھ ہی مابیم تو شریعت یا تو ہا نصاب کھامیا اسا پسی کو تو پائیں دو ابھی زکاة اسا پسی کو ارہا چاہو تو اری نیمہ تو بفید ہو ابھی صاحب نصاب فید ہو ابھی دو میں اری نیمہ زکاة ہو ابھی تاؤں تو پو ما ملاری ہو تنہی پی مالا او مالی نے محرمنا سینیا نیمہ تو لازا ٹھولا تو اری نیمہ صاحب نصاب فید ہو اری نیمہ تو مٹھا شینی محرمنا سینیا نی جائیں تو چی تو لٹھے ماں باروی شید لے بلاو شید لے تو جی အကယ်အဲ့ဒီနေ့မှလည်းသူဟာဆွာဟိဘေနေဆွာဖြစ်တယ်အခုနာကဥစ္စာပစ္စည်း၄မျိုးကိုအဲ့ဒီနှစ်ရဲ့အဲ့ဒီအချိန်ရဲ့ပေါ့စီအရာပေါ့နော်ငွေထည်ရဲ့နေဆွာခံရတော့သူပိုင်တယ်ဆိုရင်အဲ့ဒီနေ့မှသူဘာလုပ်ရတော့မလဲဇကာထောက်ရမယ့်တောင်းရှိတော်ပြီသူတွတ်တော့သူကဘယ်လောက်ရှိလဲအဲ့ဒါကို40နဲ့စား40ပုံတပုံသူကမထုတ်ဘူးပတ်စံရှိတယ်ဆိုအဲ့ဒီပတ်စံကိုဖယ်ထားလိုက်တော့အကယ်ထုတ်ဘူးပတ်စံမရှိဘူးအဲ့ဒီနေ့မှဆိုရင်အဲ့ဒီကိန်းကနန်းကိုမှတ်ထားသူဘယ်လောက်ထုတ်ရမှာလဲအဲ့ဒါကိုမှတ်ထားကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူး

تیرے پھر عمل رمزانو اللہ تعالی رمزان ہے روزانہ زکات سوران رمزان میو آ رہے ایاو تن لوہ برو بے سوائے سو نی پھر اری نہیں وہ تم اری نی تہنے پی نورکھائ اری نہیں موبائل تو زکات لوگ سنگے پہ سیا میری سنی اگو آگ سین رمضان لا رمزانا رو بیچ رہے دوکھا صحیح کو لوگ یار چائے لاری دکھاؤ شریعت کا زکات کو رمضان نے اگو رمضان تنری ری تن ریو, ریو سورو ်သူထိုးရမလားမထိုးရဘူးလားမထိုးရအောင်ဒါဆိုရှင်းနေရမစမ်းမထိုးရမလားရှင်းနေရမစမ်းမထိုးရမလားမဟုတ်ဘူးသူအမွေဖြစ်နေအဲ့ဒီတိန်းတရာကိုဘယ်နေ့မှသူရခဲ့တယ်အဲ့ဒီနေ့ဥမာရဘီယိုဆာနီဘယ်နေ့နေ့ဆိုဘယ်နေ့နေ့ရဘီယိုလောဘယ်နေ့နေ့ဆိုဘယ်နေ့နေ့အဲ့ဒီနေ့မှသူထိုးရမလားရှင်းနေရမစမ်းကိုဆောက်လို့မရဘူးအဲ့ဒါတခုကျွန်တော်တို့တဘောပေါ့တို့လိုဒီမှာဒါတော့အရေးကြီးတယ်ဇကာတ်နဲ့ပတ်သက်ပြီးဆိုတော့ဒီဥစ္စာပစ္စည်း၄မျိုးရှေးရဲ့ငွေထဲရဲ့ရောင်းကုန်ပစ္စည်းရဲ့ ငွေဆက်ကူရဲ့ငွေဆက်ကူဆိုတာပတ်စံအောင်ပြောတာဒီ၄ခု၄မျိုးလုံးကိုဖြစ်စေ၂မျိုးဒမို၃မျိုးဒမို၃မျိုးတဲကိုဖြစ်စေ၂၈တင်းဝန်းကျင်စားဖို့တော့လူကြောကဘယ်နည်းမပိုင်တော့တယ်အဲ့ဒီနေ့မှာ तू အစာဟိဘင်နစ်ဆော့ဖြစ်တော့အဲ့ဒီနေ့ကို तू မှတ်တာ၈နှစ်ကြာလို့ရှိရင် तू စာဟိဘင်နစ်ဆော့ဖြစ်တယ်လားမဖြစ်ဘူးလားကြီးဖြစ်ပြီဆိုတာနဲ့ तू ဘာလုပ်ရအောင်လဲဇကာထောက်ရအောင်လဲတော့ရတော့အခုကျွန်တော်အဓိကပြောနေတာကဘာလဲဆိုတော့ဇကာစားထိုက်တဲ့လူတွေဇကာစားထိုက်တဲ့လူတွေကျွန်တော်ကကုရ်အန်ထဲမှာတော့ اللہ تعالیٰ تین پیارو مٹھا رہے آیت دو تفصیل لوگو دو اچھے میارو چین چھو گروہ پہ پولا ہے زکاة ساتھ ہے لیلو گروہ زکاة کو بلو لو پہ آمد لو تیو ماں تو یہ اچھے گئے لو اچھا حاجت اصلیہ لو ہو حاجت اصلیہ تھک کو پورے یا دیما چارو اگونا گا اوسا پسی لیمیو یہ کنٹا چھا مشیرو نوما نوما لو خور شریعت کا لو تیو زکاة پیسا ہوں میں تاؤں تھائبو تو گا ဘယ်လိုဥစ္စာပစ္စည်းတွေကိုတတ်မှတ်ထားလဲဘယ်ဥစ္စာပစ္စည်းတွေထဲမှာ노မတိုးပွားမှုရှိတယ်တိုးပွားမှုဆိုတော့လူတက်ဒါကဇကာပေးဆောင်ရမယ့်တာဝန်နဲ့ပတ်သက်ပြီးတော့ပြောနေတယ်ဇကာစားထိုက်လားမစားထိုက်ဘူးလားအဲ့ဒီကိစ္စမှာကြတော့အဲ့ဒီစီကံချက်မရှိဘူးကူရ်ဘာနီတာဝန်လိုပဲဘယ်လိုလဲပဲကူရ်ဘာနီတာဝန်နဲ့ဆတ်ကတ်တူဖစ်တယ်လို့ပြောတယ်အဲ့ဒီမှာကျတော့ဒီဥစ္စာပစ္စည်း၄မျိုးရဲ့ဘာမရှိဘူးကန်တက်ချက်မရှိဒီ၄မျိုးထဲကပဲဖျက်ရမယ်ဆိုတော့ကန်တက်ချက်မရှိဘူးဒါကိုကျွန်တော်တို့တဘောပေါ့ ဘလို့ဥစ္စာပစ္စည်းပဲဖြစ်ဖြစ်ရုပ်ဆော့ဆုံးအိမ်မှာအတုံးမလို့လို့ထားရတဲ့အိမ်အတုံးဆုံးပစ္စည်းပါပါသူရဲ့အခြေခံလိုအချက်ထက်ကိုပိုလျံတဲ့ဥစ္စာပစ္စည်းဆိုရင်ဘာပဲဖြစ်ဖြစ်ဥမာမိဘတော်ကဝယ်ထားတယ်ရောင်းဘူးတော့ဝယ်ထားတာမဟုတ်ရောင်းဘူးတော့ဘာလို့ထားတာမဟုတ်ဝယ်ထားဒီတိုင်းထားတာအစဉ်ပြင်လဲအဲ့ဒီမှာအိမ်ဆော့ပြီးနေမှာဒါမှမဟုတ်ရင်လဲတခြားတစ်ခုခုလုံးမရောင်းခြင်းလဲရောင်းမှာမရောင်းခြင်းလဲမရောင်းဝယ်တဲ့အချိန်မှာတီးတဲ့ جاؤں میں سورے گا ویرا رہے دیکھا تھا اری می گو تھا تئی یا سورو لوٹے پوات پیسا میں تا موسی بول تو سو نیو فی دلا مفی بول داغ چیل نیا اری موٹے بات جاؤں تو گوبو لوٹو سات مسا بول داغ سون فم سوئیں اری مو بھتو بچو لو نیے မဟုတ်ဘူး။ तू ရဲ့အခြေခံလိုအပ်ချက်ထက်ကိုပိုလျံနေတဲ့မိဘဖြစ်နေတဲ့သူကြောင့်အဲ့ဒါကိုပဲထဲတော်မရအောင် तू စကားစားထဲလာမစားထဲဘူးလား။တဘောပေါ်တယ်တော့ဘယ်။ရှင်းရှင်းလေးပဲ။ तू စကားစားထဲလာမစားလူကျော်ကုစုမှာစကားတာယူတဲ့အခါကျလို့အသေးစိတ်တခါတည်းထဲထဲဝင်မမေးဘူးဆိုရင်ဒါတော့မေးရွှေရှိလား။ဘယ်လောက်ရှိလဲ။ပတ်စံရှိလား။ဘယ်လောက်ရှိလဲ။မိဘရှိလား။ဘာတော့လဲအဲ့ဒီမိဘ။မိဘတကွက်ရှိတယ်။အဲ့ကျွန်တော်အငှားချတာအဓိကရတဲ့လားစားနဲ့ပဲကျွန်တော်စားနေရဆိုရင်အဲ့ဒါသူ့ရဲ့အခြေခံလိုအပ်ချက်တွေကိုဝင်တယ် အကယ်အဲ့လိုမြေခွန်းမျိုးမဟုတ်ဘူးပြန်ရောင်းမှုတော့ဝယ်ထားတယ်ဆိုရင်တော့ပြီးသွားပြီတော့သူစကားပြေးရမတောင်းမှသူကရှိတော့ဆိုတော့ပြန်ရောင်းမှုတော့မဟုတ်ဒီတိုင်းမှာကျွန်တော်ထားထားတာကျွန်တော်အိမ်ဆော့ပြနေခြင်းလည်းနေမယ်ဒါဝန်ငါချမ်းတယ်ငါချမ်းလောလောဆယ်တော့ဘာမှမလုပ်ရတယ်ဆိုတော့သူ့စကားပြလို့မြန်မာသူလက်ရှိနေနေတဲ့နေရာမဟုတ်တဲ့သူသူ့ရဲ့အခြေခံလိုအချက်ပေါင်းတဲ့ကိုမဝင်တဲ့သူတော့ဒါကိုကျွန်တော်တို့တဘောပေါက်လို့စကားပြတဲ့နေရာမှာဒါကိုကျွန်တော်တို့တတိထားမယ်အလ္လာဟ်တာလာကျွန်တော်တို့သူတွေကို